ကေစီ YouTube channel လေးကပြန်လဲကြိုးစားပါဗျာနော်နေပါလေပြောချင်လဲဆိုတော့ဒီမှာနော်တမိုင်းသူတွေရဲ့နော်ဒေါက်တာအေဂျင့်မနော်ကြတော့ရှင်းပြထားတဲ့အရာလေးပေါ့ဗျာနော်အကြောင်းတချို့ဈေးကောင်းနေပြူတဲ့အရာပြောချင်တဲ့အရာရေတော့ပြောချင်လဲပြောကြပါဗျာအမသူကတော့စင်ကောတယ်လာခဲ့ပြူခဲ့တယ်နော်ဒေါက်တာအေဂျင့်နဲ့နော်ဒေါက်တာအေဂျင့်ကြတော့ချို့ရချို့ရညောင်းနေမှာမရှိတဲ့အရာကြီးမပြောနဲ့မပြောနဲ့ခင်ဗျာနော် မရှိဘူးဆိုတာလည်းအမှပြောထားတဲ့အရာရှိရယ်မရှိပါဘူးပြောထားတယ်အခုဟမ်လက်ရှိတာဝန်ထမ်းဆောင်နေတဲ့လူပိုတိုင်းလည်းပြောထားတယ်မရှိပါဘူးမရှိပါဘူးဆိုတဲ့အရာကိုနော်ဟိုအဲ့တော့အသေးအတန်အသေးအတန်ရှိပါတယ်ရှိပါတယ်ရှိပါတယ်လုံနေကောင်းနေနော်အဲ့ဒါနဲ့အတူတူခင်ဗျာနော်အညူကြီးတို့နော်အဲအဲ့ဒီတို့ရေလဲမေကွန်လေးထုတ်ပေါ်ဗျာနော်မေကွန်လေးထုတ် မရှိတဲ့ຢာရီမရှိတဲ့ຢာတွေကိုလုံးဝလက်ခံအောင်လက်ခံအောင်လုပ်နေရတာ။ကျွန်တော်ဒီမှာတစ်ချက်ပြောတာကြီးနားထောင်ကြည့်လိုက်ပါဗျာ။နော်ဒေါက်တာအေဂျန်နဲ့နော်ပေါမောက်ခသမိုင်းသူတေတီရဲ့နော်။ကျွန်တော် Royal ဆိုတဲ့ဒီနာမည်နဲ့ပတ်သက်ပြီးတော့အချင်းလာပေါ့ကျွန်တော်တစ်ချက်တော့ရှင်းပြပါမယ်။ Rohingya ဘယ်လိုမျိုးခင်ဗျာ။ဘယ်လိုမျိုးခင်ဗျာ။ Rohingya ဆိုတာပေါ့လေ။ဒီစကားမှာ ဘင်္ဂါရီစာပေမှာပထမဆုံးတွေ့ရတဲ့စကားဖြစ်တယ်ဆက်ခွနည်းရာစုဘင်္ဂါရီစာပေမှာစပြီးတော့တွေ့ရတယ်အတိတ်တွေကဘာလဲဆိုလို့ရှိရင်ရိုဟန်ညရိုဟန်ဆိုတာဘာလဲဆိုရင်ရခိုင်လို့ပြောတာပါရခိုင်ဆိုတဲ့စကားကိုကလားကအပန်းမပီတဲ့အတွက်ရိုဟန်ဆိုပြီးတော့အပန်းဖြစ်တယ် ဂျာဆိုတာလူပါအဲ့ဒါကြောင့်ရိုဟန်ဂျာဆိုတာရခိုင်လူရခိုင်ပါဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့ဒါကြောင့်ဒီရခိုင်သားဆိုတဲ့အဓိပ္ပာယ်ရှိတဲ့စကားကိုဘင်္ဂါလီကလားတွေကသူတို့နာမည်ဖြစ်ယူပြီးသုံးတာကိုကျွန်တော်တို့ရခိုင်တွေကစမ်းကြည့်နေခြင်းဖြစ်ပါတယ်ဘုရားဘုရားဟုတ်ကဲ့ဘုရားပါဘုရားအဲ့တော့ကျွန်တော်ပြောချင်တာအခုဆိုလို့ရှိရင်ကဘာမှာတကယ်ပြည့်မြတ်ရိုဟင်ဂျာတိုင်းသားတစ်မျိုး တော်မြန်မာနိုင်ငံတိုင်းတာတမျိုးဆိုပြီးတော့လိန်ညာဝါဒဖြစ်နေခြင်းကိုဆရာတစ်ချက်တော့ဟိုအရှင်းပြအရှင်းပြပေးပါဦး။အေးဘောအခုကအဲ့လိုဖြစ်နေတာပေါ့မြင်းနေရလှန်ဆိုင်ရေမြားရေနိုင်မီးမြားမီးနိုင်ဆိုတာကိုနိုင်ငံတကာမှာဖြစ်နေတာလေ။အဲ့ကျွန်တော်က20ရေ2000ကလေးကဒါလူကြီးလူမျိုးမရှိပါဘူး။ဒီမှာသမိုင်းထောက်လိုက်တယ်ကျွန်တော်ပြပါမယ်ဆိုတော့အပန်းကွန်အော်ရယ်။ပညာရဲ့နယ်ပယ်မှာသူတို့ဝယ်မလာနိုင်ဘူး။ဒါပေမဲ့သူတို့ကမီဒီယာလောကကထိုးဖောက်သွားတယ်။ လူခွင့်ရေးလောကကဏ္ဍအနေထိုးပေါက်သွားတယ်လူခွင့်အခွင့်ရေးထိုးပေါက်ခံရပါတယ်လူတွေပြည်ထနာဖို့ကောင်းပါတယ်ဘာညာနောက်တစ်ခုကကုလသမဂ္ဂဟောပေါ့လူခွင့်ရေးဘယ်နည်းမှာလူမျိုးတစ်မျိုးကိုသူတို့ခေါ်စီရင်တဲ့အတိုင်းခေါ်ရမယ်ဆိုပြီးပြောတဲ့ပြဌာန်းတာလာရှိတယ်အဲ့လိုပြဌာန်းတဲ့အခါမှာသူတို့ကကျွန်တော်တို့လူမျိုးတွေအားလုံးကရိုဟင်ဂျာလို့ခေါ်စီခြင်းနဲ့အမှန်ကရိုဟင်ဂျာဆိုတာဟိုဘူးဒီတော်မောင်တော်ကလာတယ်ပြည်တော်မသိဘူး ဒီပညာတတ်တစုကပညာတတ်ခလားပညာတတ်တစုကလုံနေတာကအဲ့တော့အဲ့တော့ဟိုနိုင်ငံတကာဟိုဟာလည်းအော်ရဟာတာဘန်ဂျီမွန်လိုကောင်းမျိုးရန်ဟီလီလိုဟိုမင်းမင်းမပြဲမျိုးဆယ်ရောရာဒီနီနီလောက်တော့တော့ကလည်းကျဲနေရစကားကပြောလို့ရှိရင်ဟုတ်ကဲ့ဆရာပြောပါအဲ့ဒီတော့အဲ့လိုဟာမျိုးသူတို့တွေကဒီ ခုနကပြောထားတဲ့အတိုင်းသူတို့ခေါ်တင်နေတဲ့အတိုင်းခွာမယ်ဆိုပြီးတော့ခုံဖို့ဆိုပြီးလုပ်တယ်ဒါဟာရခိုင်လူမျိုးကိုအနိုင်ကျင့်ခြင်းဖြစ်တယ်နိုင်ငံတကာကဒါကိုကြတော့သူတို့မမြင်ဘူးအဲ့ဒါကိုခမဲကိုသူတို့အားလုံးပေါ်ထုတ်ရမယ်ဟုတ်ကဲ့ဆရာအဲ့တော့ကျွန်တော်ကြတော့အခုပိတ်ထားတာကို BBC ကလည်းပိတ်ထားတယ် RFI လည်းပိတ်ထားတယ် view ရဲ့ပိတ်တာအခုတော့အေဂျင်အေဂျင်လာဆရာတို့ကျွန်တော်တို့ interview ရှင်းတယ်အခုမ view ကျွန်တော် အမှန်ကိုပြောမှကြောက်လို့မပြူးလားအဲ့ဒီသတင်းထားတဲ့အမှန်ကိုပြောထုတ်ပေါ်တဲ့သတင်းထားတယ်မဟုတ်ဘူး။ဟုတ်ကဲ့ဆရာအဲ့တော့ကျွန်တော်တခုမေးချင်တာဒီသတင်းထားတာတွေကများဒီရိုညာကိစ္စနဲ့ဟာဒီဘိတ်လို့ဟုတ် disk လို့ဟုတ်ဆရာကိုဆက်သွယ်လာခဲ့ရင်ဆရာအနေနဲ့ခိုင်ခိုင်မာမာပြောနိုင်မလားဆိုတာမျိုးကိုကျွန်တော်သိချင်တယ်ဟုတ်။ညဆက်နေတာကြီးအိတ်နေချိန်မှာလာနှိုးပါပြောမယ်။ဆရာမတမိုင်းနေမှတ်တမ်းတွေရရှိရော။ တစ်သင်းလုံးဒါလုတ်လာတယ်ဗျာဟုတ်ကဲ့ဘုကောင်ကဒိုင်ဒိုင်ဒိုင်ကြောက်ထားတယ်ခင်ဗျားတို့ဟုတ်ကဲ့ဆရာဟုတ်ဟိုမိနီရဲ့စာကြည့်တယ်မှာဘယ်လိုဘယ်လိုမှတ်တမ်းနေရှိတယ်ဘယ်လိုဘယ်လိုပုံစံနဲ့သွားရှာပါအခုကျုပ်ပြောနေတယ်တိုင်းနဲ့တိုင်းနဲ့ဟုတ်ကဲ့ဆရာဟုတ်အဲ့လိုပြောရတယ်နီယောမှာလည်းပြောခဲ့တယ်ဘန်ကောက်မှာလည်းပြောခဲ့တယ်လန်ဒန်မှာလည်းပြောခဲ့တယ်ကျွန်တော်အဆန်းကမတက်တော့ဘူးဘန်ကီမွန်တို့အိုဘားမားတို့အဆန်းနဲ့ကျွန်တော်အဆန်းနဲ့ကဘယ်လိုမှရှင်းလို့မရဘူးဖြစ်နေကျွန်တော်အမှန်ကိုပြောတယ်သူကမဟုတ်တာဆိုဟုတ်ကဲ့ဆရာဟုတ် ဟုတ်လားအခုပေါ့ဗျာဒီနာမည်နဲ့ပတ်သက်ပြီးတော့မရှိဘူးလို့ပဲကျွန်တော်ကယုံကြည်လို့ဆန္ဒပြခဲ့တာဆန္ဒပြခဲ့တယ်ထောင်လည်းချပြပါပြီအဲ့တော့ပြောချင်တာဒီနာမည်ကိုအခုဒီအတွန်းရှင်ရဲ့အပေါ်မှာဆရာအခုဒီဒီဖြစ်အနေသားကိုဆရာဘယ်လိုမျိုးသုံးသပ်ချင်လဲဒီဖြစ်နဲ့ဝေးဒါသာဒီသိနေလို့ဘယ်လိုရင်းငုံသားပါဒီလိုမှာပဲခေါ်လိုက်ဒီတိုင်းသိနေတယ်ဟုတ်တယ်ဟုတ်တယ်မင်းရင်းငုံသားမင်းဖျောင်းနိုင်ထွန်းလိုက်ပါဘူးဒီလို ကဘာပေါ်မှာတွင်ကျနေတယ်ဆိုတာကအဲ့ဒါပေါ့တဘာလုံးကဘူးတော့မရှိတဲ့ကောင်းကြီးလူလိန်တွေရဲ့လှန်စားခြင်းကိုခံရလို့တွင်ကျနေတာပေါ့အဲ့ဒီတိုင်းရင်းလို့ရတယ်အဲ့ဒီပြောလို့ရတယ်ကျုပ်ပြောမှအဲ့ဒီတိုင်းဟုတ်ကဲ့ဆရာနော်ကျွန်တော်ဆရာပြောနိုင်အောင်ကျွန်တော်တို့လုပ်ပါလားလုပ်ပါလုပ်ပါမယ်ဆရာအော်ပြောခြင်းလုံးလို့ဟုတ်ကဲ့ပါဆရာဟုတ် ဟုတ်ကဲ့မြေမြေဟောကြတယ်နောက်တော့ပြောနေဆယ်ဆယ်နှစ်ပဲဥအသက်60နဲ့80နှစ်ကြီးဟုတ်ကဲ့ပါဆရာသူတို့လည်းဒီဒီရခိုင်ပင်ကလေးကိစ္စနဲ့ပတ်သက်ပြီးတော့ပဲတကယ်ခိုင်ရင်တော့မဟုတ်ပေမဲ့လည်းသူတို့ကျွန်တော်ဘရိတ်လိုက်မနော်သူတို့ကြီးပြီးတော့ကဲမြန်မြန်သာခေါ်လိုက်တဲ့နော်မြန်မြန်သာခေါ်လိုက်တဲ့ရှင်းတယ်အဲ့လိုဖြစ်နေတော့ညအဲ့နေတော့ဆက်နှစ်နာရီတော့အဲ့နေတော့လာခေါ်တော့ခင်ဗျာဒါမျိုးဖြစ်ရမှာခင်ဗျာ ဟိုတကောင်ရှိရလေခင်ဗျာတမိုင်းလိန်လိန်လိန်ညာပြောနေတကောင်ရှိရလေဟွန်းအကြတော့နောက်ပြီးတော့ဗျာဒီမှာလက်ရှိနိုင်ငံတော်ဝန်ထမ်းဆောင်နေတဲ့သူကိုယ်တိုင်ကဟိုပြောထားတာမရှိဘူးပြောထားပြီးပြီးပြီခင်ဗျာမရှိဘူးပြောထားပြီးပြီခင်ဗျာဒါ ਈ ကိုခင်ဗျာအမဘန်ကီမွန်တို့ရန်အီလီလီတို့ခင်ဗျာတို့နော်ဒီလိုတရောင်းသားမတွေခင်ဗျာခင်ဗျာအရာကိုခင်ဗျားတို့ဟိုဖောက်ယူမဖောက်ယူရခင်ဗျားဒါကြီးကိုအသေးတန်အသေးတန်ဖြစ်နေတယ်ခင်ဗျာကျတော့ ရှင်ရောခင်ဗျာဒီလိုဟာမျိုးတွေများများထွက်ပေါ်လာမှာမရှိတဲ့ဟာကိုရှိပါရှိပါလေခင်ဗျားတို့ဟမ်ချို့မသိဘူးလေမသိဘူးဒါမဲ့အတုံးကြခံနေရတာလာပြေးပြေးဆိုပြပြများပြောင်းပြောင်းယူအာဘလုံးသုံးကဘလုံးသုံးကပြအောင်ခင်ဗျားတို့၆လုံးညာဟမ်ကြတော့သူတို့ဥပဒေထုတ်တိုင်းခင်ဗျားနိုင်ငံတိုင်းလိုက်နာလိုက်နာရမယ်ဆိုတော့ခင်ဗျားစောက်ရင်းပါတာခင်ဗျားဟမ် တို့ပြောတဲ့အတိုင်းအကုန်လိုက်လို့ရမယ်အကုန်လမ်း UN ကဘာမှမလုပ်ဘူးဗျာကိုနိုင်ငံတကာရဲ့အရှုပ်ချအာဏာဝင်ဆော့ဖက်လို့မရဘူးဆိုတဲ့ brain ညင်တွေပါရှိပြီးသားလीဗျာဟမ် तू ကဒီမိုကရေစီမလို့ तू က liberal မလို့ तू က liberal democracy မလို့ तू ကတော့ခင်ဗျာအာဏာချင်းမလို့သူတို့ကဟမ် commune မလို့ဆိုမရဘူးလीဗျာကိုကိုနဲ့ကန်ညီတဲ့ကန်ညီတဲ့လောက်ကြတာပြည်ရည်ဗျာအင်ဒိုနီးရှားကြည့်မှာမလေးရှားကြည့်မှာဗျာအခြေလက်ပိုင်းဒေသတွေမှာတော်တော်ကွက်ကြည့်လိုက်ပြီဗျာ ဘလို့တွေသွားနေတော့သူကနဲ့သူသူ့နိုင်ငံသူစီကံသူ့ဥရအစင်ပြင်းနေရတာပဲ။ခင်ဗျအဲ့ဒါကိုစောက်ကြည့်တော့ကြအကုန်လုံးအကုန်လုံးများ။ကျွန်တော်တို့နိုင်ငံဒီမှာခွဲထွက်တော့မှာကြည်လာအောင်ခင်ဗျ။နော်။တို့နိုင်ငံဒီမှာကြောင်အသေးအံဖိနေတယ်